ရှမ်းတောင်နယ်ရှမ်းမြောက်ကြားမှာရှိပြီးစစ်တပ်ရဲ့အမြောက်စခန်းတွေအခြေစိုက်ရာတောင်ခမ်းဒေသမှာမေလာဇန်ပိုင်းအထိတိုက်ပွဲတွေဆက်ရှိနေတယ်လို့ဒေသခံတွေနဲ့သတင်းရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီဘက်ကလည်းနောင်ချိုကိုပြန်ရဖို့အတွက်မဲပုတ်နောင်လင်ဘက်ကနေစစ်ကြောင်းတစ်ခုတောင်ခမ်းရဲ့အနောက်မြောက်မှာရှိတဲ့ရာပြင်ကျေးရွာဘက်ကနေစစ်ကြောင်းတစ်ခုစစ်စုပေါင်းစစ်ကြောင်းနှစ်ခုခွဲပြီးတော့ထိုးစစ်ဆင်နေပါရယ်မြေပြင်ရှင်တွေကိုသိရှိတဲ့သတင်းရင်းမြစ်တယောက်ရဲ့ပြောပြချက်ကို DVB ကအသံအစားထုတ်ဖတ်ပြထားပါရယ် တောင်ခမ်းဘက်ကတော့အတန်တွေကနေတိုင်းညံနေပါတယ်။စကားစားတွေကတောင်ခမ်းကိုအရန်ထိုးစစ်ဆင်နေတယ်။ TNL တွေဘက်ကခန်းစစ်နဲ့အင်အားတွေလည်းထပ်ဖြည့်ပြီးတိုက်နေသေးပါ။အုံမတိဘက်ကတော့ထိတွေ့မှုနည်းနေသေးတယ်။တခါတခါတော့အတန်တွေကြားရတယ်။အဓိကကတောင်ခမ်းဘက်ပဲနေတိုင်းကျန်းနေပါတယ်။ဒီကနေ့အချိန်ထိတော့မဲပုတ်ရွာနာကနောင်လင်မှာတိုက်ပွဲညင်နေပြီးအမြောက်စစ်စင်ရေးကိုကဲမှုဌာနချုပ်မာဆခ900နှစ်အနီးဝင်းကျင်မှာအဓိကတိုက်ပွဲ ဖြစ်နေတယ်လို့သိရပါဗျ။ တိုက်စစ်ဖော်နေတဲ့ရာပြင်းနဲ့နောင်လင်ရွာတွေဘက်မှလည်းစစ်ကောင်စီတပ်တွေရှေ့ကိုကြော်မလာသေးဘူးလို့တောင်ခမ်းနားမှာနေတဲ့ဒေသခံက DVV ကိုပြောပါရယ်စစ်ရေးလေးလာနေတဲ့စီဒီယံဗိုလ်ကြီးဇင်ရော်ကတော့ရာပြင်းဘက်ကစစ်ကြောင်းနဲ့နောင်လင်ဘက်ကစစ်ကြောင်းတွေဟာပြည်တော်စုလမ်းမကြီးတနေရာမှာစုံမှတ်ထားပြီးနောင်ချိုကိုထိုးစစ်ဆင်ဖို့စီစဉ်နေပုံရကြောင်းလက်ရှိအခြေအနေကိုသုံးသပ်ပါရယ်သူတို့တွေကတိုက်စစ်လုပ်လိုက်တဲ့အတွက်ဒီနောက်မှာကြံခဲ့တဲ့အမြောက်တပ်၄ခုက အင်းအားနေသွားပြီသူတို့ပတ်လက်ခံစစ်ပဲဆင်းရတဲ့အနေသားအဲ့တော့ပြန်လာမယ်ဆိုရင်တော့မှပဲသူတို့အတွက်လမ်းမှာဖြတ်တိုက်ခံရပါလိမ့်ဖြစ်လာနိုင်တယ်ကြံတဲ့အမြောက်တပ်၃ခုလည်းအခုလိုမျိုးတိုက်ခိုက်တာ ਉਹ ဒါခံလာမယ်အနေသားပါတိုက်ခိုက်တာ ਉਹ ခံလာရင်ဒါစစ်ကြုံသွားတဲ့စစ်ကြောင်းတွေပြန်ကိုပြန်ဆုတ်လာရတော့မယ်လို့တော့ကျွန်တော်ကတော့သုံးသပ်ပါတယ် ိုက်ပွဲတွေကြောင်းတောင်ရှိတောင်ခံတောင်လာနားရှုရွာတွေအပြင်အနီးဝန်းကျင်ကဒေသခံတွေဆစ်ဆောင်နေရပြီးမဲပုံနောင်လင်ဘက်ကရွာကန်တွေကတော့မြက်ရှင်းမှုရွာဘက်ကိုတင်းဆောင်တာများတယ်လို့နောင်ချိုဒေသခံကပြောပါတယ်ဒါအတူနောင်လင်ရွာကိုစစ်တပ်ကအလုံးစုံထိန်းချုပ်နိုင်ပြီလားဆိုတာအခုချိန်ထိတိတိကျကျမသိရသေးသလိုစစ်ကောင်စီတပ်တွေသာရှေ့ကိုတိုးနိုင်ခဲ့မယ်ဆိုရင်သူတို့လည်းတင်းဆောင်ရဖို့ရှိတယ်လို့တောက်ခမ်းနားမှာပဲနေတဲ့ဒေသခံကဆက်ပြောပါတယ် လာလက်လောက်ကတော့သူလင်းလာချတာရဲ့လက်နဲ့ကြီးကြီးကြောက်ပြီးတော့တချို့ကတော့ဆောင်ကြတယ်။တချို့ကတော့ဆောင်လို့လောလောဆယ်အဆင်မပြေသေးရလို့ကတော့ရတယ်မှာပဲဖြစ်လို့နေနေကြတာပေါ့။တကယ်လို့ဆရာသားဝင်လာမယ်ဆိုတော့ဘယ်သူမှတော့နေရဲမဲ့နေထားတော့မရှိဘူးဗျ။အကုန်ထွက်ကြမဲ့သဘောရှိတယ်။စေရရအေးပါပြီ။နောင်ချုံမြို့တောင်ပတ်မှာရှိတဲ့တောင်ခန့်ကျွရမှာ စစ်ကောင်စီတပ်ရဲ့အမြောက်စကန်းကုတ်ကဲမှုဌာနချုပ်မဆခ900နှစ်နဲ့သူ့ရဲ့လာအုပ်ခံတပ်တွေဖြစ်တဲ့အမတ်တ354အမတ်တ206အမတ်တ406တို့သိရှိတာဖြစ်ပြီးတိုက်ပွဲပြင်းထန်နေတာလမ်းနဲ့ချီလာပါပြီ။နောင်ချိုတိုက်ပွဲနဲ့ပတ်သက်တဲ့သတင်းတွေကိုနှစ်ဖက်လုံးကထုတ်ပြန်လေးမရှိပေမဲ့ပြီးခဲ့တဲ့ဧပြီလထဲမှာပဲစစ်တပ်ကနောင်ချိုမြို့နယ်တဲကိုလက်နက်ကြီး26လုံးအစိမ့်ငွေပုံ38လုံးနဲ့လေကြောင်းကနေပုံ32လုံးအသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါဗျ။ကျွန်တော်စိုးသူအောင်ပါ။